င်္ဂလာပါရှင်တို့ဒေတာတို့ဘွားအစီအစဉ်ကနေဒီတစ်ပတ်တင်ဆက်ပေးခြင်းတဲ့ဒေတာကတော့စကန်းနယ်ဒေတာကြီးရွှေဘုခရိုင်ဝလက်မြို့နယ်အတွင်းမှာရှိတဲ့အီယာဝတီလင်းမိုင်ကြီးကျင်းလေးချက်စားရနေဒီဒေတာတခုကိုတင်ဆက်ပေးခြင်းပါတယ် ဒီစီစဉ်ကိုတင်ဆက်ရတဲ့ရည်ရွယ်ချက်ကတော့ ERI လင်းမိုင်တွေနဲ့လက်ပြကွန်ရေလုတ်သားတွေအကျိုးတူပူပေါင်းငါးဖန်းစီးတဲ့ဒလီကိုသိမြင်ခန်းစားစေချင်တဲ့အတွက်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည်သက်တွေလည်းကျမတို့နဲ့အတူတူ ERI မြေကျောင်းတစ်လျှောက်မှာလိုက်ပါပြီးတော့ ERI လင်းမိုင်တွေနဲ့လက်ပြကွန်ရေလုတ်သားတွေဘလို့အကျိုးတူပူပေါင်းငါးဖန်းစီးမလဲဆိုတာကိုတော့လေ့လာပေးကြပါအောင်ရှင်။ ကမ္ဘာရှာပါမျိုးစိတ်တမျိုးဖြစ်တယ်။မြမကုံဆောင် ARD လင်းပိုင်မြာရင်းနှီးနှုတ်တိုက်တရဝါတမျိုးဖြစ်ကအရှိတောင်အာရှရဲ့ရေချိုးဒေသတွေမှာစက်စားနေထိုင်တတ်ကြပါလေ။ ARD မြစ်အတွင်းနေထိုင်စက်စားခြင်းကိုအစိုးပြုပြီးတော့ ARD လင်းပိုင်ကိုညီခေါ်တင်တာပဲဖြစ်ပါလေ။ငြိမ်းရတက်မြက်တဲ့တရဝါတမျိုးဖြစ်ကလူသားများနဲ့ရှင်ပါစော်ကစားတတ်တဲ့အတွင်းကြောင့်လေလူပဝင်ချင်းမှာအလုံးမင်းဖြစ်ရှာလာပါတယ်။ လင်းမိုင်တကောင်ရဲ့ပြင်ပရုပ်တွေလက္ခဏာတွေကတော့ကြီးမားပြီးဘူးပါတဲ့ဥကောင်းရှိပိုင်းဖြစ်ပြီးမျိုးစိတ်အမူ review statement မှာလက်တင်ပါတာစကားနှုတ်သီးတူတော်လို့အတည်ပြုရပါမယ်။မီယိုတစ်ဖက်တစ်ချက်မှာငုတ်ပုံကရန်သွား၁၂ချောင်းကနေ၁၉ချောင်းအထိပါဝင်ပါတယ်။လေဝင်းကလည်းပျော်ပြောင်းရှိရတဲ့အတွက်ဥကောင်းကိုတစ်ဖက်မှတစ်ဖက်သို့အလွဲတကူလှည့်နိုင်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းကလည်းအယောင်အနှင်းငယ်ဖြုတ်ပြီး ခန္ဓာကိုယ်အလျာခန့်မှန်း1.3မီတာခန့်ရှည်လျားပါတယ်။ဒါအပြင်ယူပုံတရံနှာပေါက်တင်းငယ်တဲ့ကြောယူစုတော်မိကိုရင်အောင်ကြောကုန်းနဲ့ကျေပြန့်ရှည်လျားပြီးအလွန်ပျော့ပြောင်းတဲ့အမီးပါဝင်ပြီးလူခန္ဓာကိုယ်အရွယ်အစနီးပါးခန့်ရှိပါတယ်။ ညာရှင် ARI လင်းပိုင်နေဟာဒီ ARI မြေချောင်းတလျှောက်အာမင်းကုန်းနဲ့ဗမော်ချောင်းမှာဆိုလို့ရှိရင်ကောင်ရီ86ကောင်လောက်ဒါချင်းလဲစားတယ်လို့သိရတယ်ရှင်မင်းကုန်းနဲ့ဗမော်ချောင်းမှာဆိုလို့ရှိရင်နေရာ6နေရာလောက်ကိုသူတို့တွေချင်းလဲစားကြတယ်ပြီးတော့လဲအဲ့ဒီလင်းပိုင်နေဟာဆိုလို့ရှိရင်မြေချောင်းခွဲတဲ့နေရာတွေမြေချောင်းစုံတဲ့နေရာနဲ့မြေချောင်းကျင်းတဲ့နေရာတွေရဲ့ရေနက်တဲ့နေရာတွေမှာအများဆုံးချင်းလဲစားတာပဲဖြစ်ပါတယ်ရှင် အခုကျမတို့တွေလည်းအဲ ARV လေးမိုင်နေကိုမကြခင်တွေ့မြင်ရပါဆိုတော့အခုကလေးရတိုင်းတော့စိတ်လှုပ်ရှားနေပါပြီရှင့်ဒါညာရှင်ဒီနေရာမှာဆိုလို့ရှိရင်တော့ကျမတို့တွေလပိုင်းတွေကိုတွေ့မြင်ရတော့မှာဖြစ်ပါတယ်။ကျမတို့နဲ့အတူတူအာကြီးစုလေးလာတဲ့ပြည်သက်တွေကလည်းဒီနေရာမှာအများကြီးပဲရောက်ရှိနေကြပြီရှင်။ အီယာရီလင်းမိုင်တွေဟာအီယာရီမြေကျောင်းတစ်ချောင်းမှာအုပ်စုလိုက်နေထိုင်တတ်ကြပြီးတငါလီတွေအနီးကိုလိုက်ပါကငါးရှိနိုင်မယ့်နေရာတွေကိုကွန်ချက်ပြအချက်ပေးတတ်တဲ့အတွက်လင်းပိုင်အကူကြီးနဲ့မြစ်ထဲမှာငါးဖန်ချင်းဟာကဘာမှာမြန်မာနိုင်ငံတနိုင်ငံထဲမှာသာ ထူးထူးခြားခြားတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ် ိုကစားစားဦးဆိုလပန်တွေ့ဆိုရင်ပေါ့ဗျာဆက်ကိုရက်လိုက်တယ်ရက်ပြီးကကျတော့ကျွန်တော်ဒီခောက်တန်းခောက်တယ်ခောက်ခဲ့ပြီးတော့နော်ပေသမားကလည်းတက်ပေါက်တယ်ပေါ့ပေသမားကလည်းနော်လေဝင်ငိမ့်ထားရတယ်တကယ်လဲမှန်မှန်လေးတွေပဲထိုးပြပေါ့ဘကောင်တော်သိသိကျွားတော့ကတော့နော်လပန်ပါပဲငါးချလို့ဖြည့်သေးကြပေါ့ဗျာခုဒီနောက်ဒီခုနောက်ပိုင်းဒီတော်သိသိကျွားလောက်ကုန်ပိုင်းနဲ့လောင်လုံးကြမ်းကြမ်းကြတော့ချင်းတို့ကဒီလပန်နဲ့မှငါငါရရပေါ့လပန်ရတဲ့ပုံစံကမိချလीဖုံးဖုံးနဲ့ချတဲ့ခါကျတော့သူကွန်ကော့ ကွန်ကောဘလူလိုချင်းဒါဒီရရှိရကုသမစင်းစင်းရှိတော့ပထမတက်ပေါက်တယ်ပထမတက်ပေါက်တဲ့ပြီးတော့သူကရိုက်ပြီးရိုက်ပြီးဆိုလို့ရှင်တခါရဲသူကတပိုင်းကကတ်တော့မယ်ကတ်တုတ်တယ်ဆိုရင်ကျွန်တော်လှုပ်ထားလို့ရှင်တော့ဘယ်ကနေပြီးတော့ဖရဖရနဲ့ခေါ် ငါတော့အမှန်လျှောက်ပြတာနဲ့စာရင်တော့မင်းမှရိုက်တာငါ့ဘုပါဒီလိုခောက်တံလေးနဲ့ခောက်တဲ့ကုံလေးနဲ့လေဦးကောင်းလေးခဲရီနဲ့ရိုက်တယ်။သူကချက်ပြီးတဲ့အခါကျွန်တော်တို့ပြည်တယ်သူနဲ့ကုံလေးလေးထားလိမ့်မယ်။ပြန်ငါးလေးတွေကတဲဝိုက်လာပြီးမှကျွန်တော်တို့ကကုံလေးနဲ့ခောက်တံလေးနဲ့ဒါကျိုးတူဘူးပေါ့သူနဲ့လှုပ်စားပါတယ်။တက်တက်လို့လိုက်ကြည့်တော့ကုံကြီးဆိုရင်တော့နေရရမှုပဲမလဲဘူးပေါ့ဗျာ။ဒါလက်လေးမိုင်နဲ့ဆိုရင်တော့ဒါငါတော့ဒါများသွားပြီရပါတယ်ဗျာ။ အီယာရီလေးမိုင်တွေနဲ့ရေလုံသားတွေပူပေါင်း၅ဖန်စီကြတဲ့တလီဟာအခုနောက်ပိုင်းမြန်မာနိုင်ငံမှာခေတ်စားနေတဲ့ခရီးသွားလုပ်ငန်းတွေမှာရေပန်းစားနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်လာရောက်လည်လာကြတဲ့ခရီးသွားမိဘပြည်သူတွေစိတ်ချမ်းမြေစွာတည်ခိုနေထိုင်ရေးအတွက်မြေကြောင်တစ်လျှောက်ကဒေသခံကြီးရွာတွေစုပေါင်းပြီးရဲရွာအခြေပြုခရီးသွားလုပ်ငန်းတစ်ခုကိုထူထောင်ကာမြေကမ်းနယ်ပယ်မှာအခန်းသုံးခန်းပါတဲ့ဘန်ဂလိုနှလုံးကိုစောက်လုပ်ထားပါတယ်။ တန်ရှင်းတက်ရတဲ့တဲကိုဆောင်ရဲ့တဘာဝဆန်တဲ့တိဆောက်မှုရဲ့ဒေသခံများရဲ့လှိုက်လဲပြုံလာတဲ့ဖွဲ့ရမှုအဲ့ဝဲကြည်ပုံမှုအပြင်တဘာဝအတိုင်းတက်ခဲလာတဲ့လေပြင်းလေညင်းရဲ့အေးမြတဲ့အထီးတွေကိုခံစားရင်းလှပတဲ့အေယာရီမီရဲ့လွတ်လပ်သိမ်းမွေ့စွာစီစဉ်မှုကိုလည်းစီမျောခံစားနိုင်မှာပဲဖြစ်ပါတယ်ဒီ NLCPD လေးပေါ်လာတော့မှပဲ ျွန်တော်ကလာရောက်ပြီးတော့ပန်းဖြင်းမိတယ်ဟိုအားတဲ့ခါလေးကိုလာရောက်ပြီးတော့မှဒီမှာလိလာဖြစ်တယ်ပေါ့နော်ဒါနောက်တစ်ခုကအနိကလိလာရတာပေါ့ဒီလင်းမိုင်းကိုအနိကလိလာရတာဆိုတော့ဒီတနေရာပဲရှိတယ်ပေါ့ဒီနေရာလေးကတကယ်တော့ကျွန်တော်တို့ဒါအေယာဝတီမြစ်ရဲ့ဘေးမှာရှိရပြီးတော့ဒီအင်းအောင်ရွာလေးမှာပေါ့နော်သူတို့ရဲ့ဒေသခံလေးရဲ့အတဘောတဘာဝတွေနေထိုင်မှုစရိုက်တွေတော့တောတောင်ရေမြေတွေပေါ့နော်တစ်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်လေတာယာတဲ့ယူကင်းနေတဲ့တောင်တန်းတွေပေါ့နော် ဲ့ဒါတွေကိုကျွန်တော်တို့ဒီမြို့ပြမှာနေတဲ့မွန်းကျက်နေတဲ့ဒီမွန်းကျက်မှုတွေကိုလည်းပြပြောက်စေတယ်နောက်တစ်ခုအေးချမ်းမှုနဲ့ဒီဒေတာရဲ့ပေါ့နော်ဒီငွေသက်လေးပေါ့တောတောင်ရင်မြေရဲ့ငွေသက်လေးတွေကိုခန်းစားရပါတယ် တိကတော့နိုင်ငံခြားသားရာအေယာဝရီလင်းမိုင်နဲ့ရေလိုကအကျိုးတူငါဖက်နဲ့စနစ်ကိုဟိုလာကြည့်တာပေါ့နော်လာကြည့်ရနံပါတ်1အနေနဲ့အဲ့ဟိုဝန်ဆောင်မှုတစ်ခုပေါ့နောက်ခါကျကြေးရွာအနေအဲ့အဲ့လာကြည့်မယ်တဲ့ကြေးရွာအနေမှာစားကြမယ်တောက်ကြမယ်ဆိုကြေးရွာကိုလည်းကျွန်တော်ဘာတွေဒေတာအတွက်စားစားဘာရရှိမလဲဘယ်သူတွေက လုပ်ပေးနိုင်လဲဆိုပြီးတော့ဒီကျေးရွာအုပ်ချုပ်ရေးမှူးနယ်ပေါင်းပြီးတော့ရွာကိုကျွန်တော်ကစီဝဲခေါ်ပြီးတော့ဒီကျွေးမွေးတဲ့ဖွဲ့ပြီးတော့ကျွန်တော်ကဖွဲ့တယ်နောက်ခုကြတော့နွားလဲပူးဆောင်ရေးဖွဲ့နောက်ပြီးကြတော့ကျွန်တော်ကျေးရွာစိုက်ကြိုက်ပေါ့နော်အဲစိုက်ကြိုက်ဒီရကိုကျေးရွာအကြောင်းကိုရှင်းပြနိုင်တဲ့သူပေါ့နော်အဲအားကြီးရှိမယ်နောက်ကြတော့ကျေးရွာလက်မှုပစ္စည်းပြသရေးအဖွဲ့ဆိုပြီးတော့ကျွန်တော်တို့ကအဲဝန်ဆောင်မှုအဖြစ်ကျွန်တော်တို့ဒီလာတဲ့ဧည့်သည်တွေကိုဝန်ဆောင်မှုပေးရ ငွေကြီးတော့ငငယ်တော့ဆိုတမယောကြတောင်သူပဲလှုပ်စားတော့ကြတော့လောက်ကျိတ်စုပြိုးပေါ့တမီးရဲ့ခု CBD ဆိုတော့လုပ်ငန်းလေးပေါ်လာမှပို့ပြီးတော့စုပြိုးတယ်ပေါ့မေးကြီးတို့လိုထမင်းကျက်ဖွဲ့ရှိသလိုရကန်းဖွဲ့လေးလက်သမီးလေးတွေဒူမာလေးတွေခတ်တာရှိတယ်ဒုတိပုံများလာတဲ့နိုင်ငံခြားသားတွေလည်းလာတယ်အဲကျတော့သူတို့ကြမ်းညက်တတ်တော့ဒါမျိုးလေးတွေလည်းဝယ်သွားတယ်ဒါမျိုးလေးတွေလည်းဝယ်သွားတယ်ဆိုတော့ပို့ပြီးတော့ဆင်ပြေပေါ့တမီးရဲ့ အင်းထောင်ကြီးရွာကရရွာအခြေပြုခီးသွွားလုပ်ငန်းဟာကြည်တွင်းပြည်ပခီးသွွားများလာရောက်လေပတ်မှုနှစ်စဉ်တိုးတက်လျက်ရှိပြီးနိုင်ငံရဲ့ခီးသွွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှုကိုလည်းအထောက်အပံ့ဖြစ်ကဒေသခံများအတွက်လည်းတစ်ဖက်တစ်လမ်းကနေအပိုဝင်ငွေများရရှိနေပါတယ်ပုံမှန်လေပတ်တဲ့ခီးစဉ်များနဲ့မတူတမူထူးခြားတာကတော့ဒေသခံတွေစီတွားရောက်လေပတ်ရင်းတဘာဝအတိုင်းချက်ပြုတ်ပြင်ဆင်ထားတဲ့ဒေသစာများသုံးဆောင်နိုင်တယ်လို့ဒေါ်ဒလီတဘာဝ ကျေးလက်လူနေမှုပုံစံတွေလက်မှုလုပ်ငန်းတွေကိုလည်းဝင်ရောက်လည်လာနိုင်မှာပဲဖြစ်ပါတယ်ဒီလိုလာမယ်ဆိုရင်တော့နှမျိုးလာလို့ရပါတယ်ခင်ဗျာ ဟိုပထမအနေနဲ့မန္တလေးကိုကျွန်တော်တို့ဒီမဲကျန်စိတ်ကန်းကနေမော်တော်ဒီနိုင်ငံခြားသားပို့ဆောင်ရေးမော်တော်နဲ့လည်းလာလို့ရတယ်လို့ပုံလန်းလာမယ်ဆိုရင်ကျွန်တော်မန္တလေးစကိုင်းခရိုင်ရင်ဆက်ကနေဒီရှိမကလမ်းတိုင်းလာပြီးတော့အင်တောင်းဆိုပြီးတော့စိုင်းဘုံတိုင်းဝင်လာလို့ရပါတယ်နည်းနည်းရရကဧည့်သည်တော်များနိုင်ငံခြားသားဧည့်သည်တော်များအမေတို့ရှိဘခရိုင်ဝက်လက်မြို့နယ်အင်းအောင်ကျေးရွာလေးကို လာပြီးတော့ဒေသခံစားစားလေးတွေစားရင်းနဲ့ ရကန်းတဲ့ကြိုက်နှစ်သက်တာလေးလည်းဝဲပြီးတော့အပိတ်လှကြပါဦးလို့ဖိတ်ခေါ်ချင်ပါတယ်။ ဒီကနေ့အစီအစဉ်ကနေအေယာရီမြေကြောင်းတစ်လျှောက်မှာကျင်းလေကြစားတဲ့အေယာရီလင်းမိုင်တွေနဲ့ဒေသခံရေလုတ်သားတွေအကျိုးတူပူးပေါင်း၅ဖန်စီတဲ့ဒလိရဲ့အေယာရီမြေကမ်းတစ်ဘေးမှာရှိတဲ့အင်းနောင်ကြီးရွာရဲ့ ကြီးလက်လူနေမှုဘဝရဲ့ရိုးရာလက်မှုလုပ်ငန်းတွေရဲ့အကြောင်းတွေကိုပရိသတ်တွေကိုတင်ဆက်ပေးကြတာဖြစ်လို့ဒီစီစဉ်ကိုကြည့်ရှုနေတဲ့ပရိသတ်တွေလည်းကိုယ်တိုင်ကိုယ်ကျလေးလာလိုက်ရတယ်လို့ခံစားရလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ရှင်။နောက်တစ်ပတ်တွေမှာလည်းကျမတို့ဖွဲ့သားတွေဘလိုဒေတာတွေကိုတွားရောက်ပြီးတော့ပရိသတ်တွေအတွက်ဘူးဒုဒဖြစ်ပွဲအကြောင်းအရာတွေကိုလေ့လာတင်ဆက်ပေးသွားအောင်မလဲဆိုတာကတော့ဒီစီစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးစေချင်ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။